မျိုးသမီးတို့နဲ့အလွန်အမင်းရောနှောတတ်သောယဟန်သည်အဘယ်မှာတိလရှိအန်သည်ဒီအတိုင်းပဲအသားစားကျူးတဲ့ပုဂ္ဂိုလ်အသားမတ်တဲ့ပုဂ္ဂိုလ်ကသူ့မှာတရားရီဘောတနာကျင်နာတဲ့ကရုဏာတရားဆိုတာဘယ်လိုလုပ်ပြီးတော့ရှိနိုင်ပါလဲနောက်တစ်ခုအရက်အလွန်ကြုံတောက်တတ်တဲ့အရက်သမားတယောက်ကလည်းပဲစကားအမှန်ဆိုတာပဲရှိပါမလဲ အလိုရမကြီးတဲ့ပုဂ္ဂိုလ်ဟာလည်းသူ့ရဲ့လောဘကြောင့်ပဲသူ့မှာအဆက်တရားဆိုတာမရှိနိုင်ပါဘူးတဲ့အဆက်မရှိဘူးသူရရင်ပြီးအောင်ကြားဝရပဲလောဘစောတက်အပြင်းကြီးတဲ့ပုဂ္ဂိုလ်ဟာလည်းအတတ်ပညာတွေတက်ဖို့မလွယ်ပါဘူးဒီတိုင်းပဲအမြတ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲမစင်မကျင်စိတ်လိုလက်ရတုတ်တက်ကြတဲ့အတွက်ကြောင့်သူဟာလည်းပဲပြည့်စုံဥစ္စာ မရနိုင်ပါဘူးဆုံးရှုံးပျက်စီးနိုင်ပါတယ်